ကတိဟိမဟာရာဇမဟာရာဇမြတ်သောမင်းကြီးအထမရှိခုမြောင်သောအိမ်မဲကိုကတိဟိပြောကြားပါတော်လောပန္နေရာဇာဓဝရေဘဂဝပိတုဆဂုံမေဟိပတိဝရေတဝါတပိတံဧကမန္တံပုရိဒဂုံပံအတ္တတံပန္နေဘုရားကြည်တော်မူသောမြတ်စွာဘုရား ရာဇတော်ရိမင်းတကားအိမ်၌ဝါမင်းတန်တော်ထဲ၌ဘဝကြီးများစွာကောင်းသောတုဿာကုံမီဘာမှမရှိသော ရေအိုးတို့ဖြင်ပရိဝါရီတော်ချမ်းရမ်း၍ထာသောဧကံတလုံးသောမဟာတန်ကြီးစွာသောပူရိတာကုံမန်ရေပြည့်နေတဲ့အိုးကိုအတ္တတံဘုရားတပည့်တော်မြင်မဲ့ပါတယ်ဗျာတဲ့ ကောသလမင်းတရားကမြတ်စွာဘုရားကိုရှောက်နေတယ်ဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားမင်းတကားဝမှာမင်းနန်းတော်ဝမှာဦးကြီးတလုံးဘုရားတဲ့မဟာတန်ကြီးစွာသောပုရိတဘုံမှန်ရေပြည့်နေတဲ့အိုးကိုရာဝင်ဦးကြီးပိသတ်ဤအဲ့ဒီဦးကြီးထဲမှာရေတွေကအပြည့်ဒါပေမဲ့လို့အဲ့ဒီအိုးကြီးရဲ့ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့အိုးငယ်တွေထဲမှာတော့ရေတစ်စက်မှမရှိဘူးတဲ့ ရေပြည့်နေတဲ့ဥကိုရေမရှိတဲ့ဥငယ်တွေကဝိုင်းရံပြီးတော့နေပါလေသတ္တတော်ပဏ္ဏဝန္နသတ္တုဟိဒိတာယိသတ္တုယိနုဒိတာယိသကတိဥဒကံအာရိတဝါအာရိတဝါဥဒိတာကုံဘမေဝပုရိတိဘုရားကြည်တော်မူသောမြတ်စွာဘုရားမေတ္တကအိမ်ဝမှာခြားထားတဲ့ရေပြည့်နေတဲ့ဥတွေကို သတ္တရောပိပဏဝဏ္ဏသတုဟိဓိတာဟိအရလေးမျက်နာကလူတွေဟာပခုံးပေါ်မှာခေါင်းပေါ်မှာအမျိုးသမီးများကခေါင်းပေါ်မှာမျိုးသားများကပခုံးပေါ်မှာရေရေရေကိုထမ်းလာထမ်းလာပြီးတော့ရေပြည့်နေတဲ့အိုးတွေကိုရေပြည့်နေတဲ့အိုးတွေကိုပဲအာရိတ်တော်ဥဒကအာရိတ်တော်အာရိတ်တော်ပုရိတ္တကုံဘမေဝပုရိနိတဲ့ ရေမရှိတဲ့အိုးတွေကိုတော့ရေမဖြစ်ပဲနဲ့ရေပြည့်ပြီးသားရံဝင်အိုးကြီးတွေကိုပဲရေတွေလောင်းထည့်နေတာကိုတွေ့ရပါတယ်မြတ်စွာဘုရားပုရိဒ္ဓပုရိဒ္ဓဥဒကံဥဒရိတ်တော်ပလာယတိလောင်းတိုင်းလောင်းတိုင်းတော့ရေတွေအားလည်းပဲအထက်ကိုရှံတက်ပြီးတော့ရေတွေကအဲ့ဒီအိုးကြီးတွေကိုလောင်းထည့်လိုက်တော့ရေတွေအားလည်းပဲအကုန်လုံးရှံပြီးတော့ကြကုန်ပါတယ်မြတ်စွာဘုရား တုဿကောင်းမေပါဏဟောလောကိတပိနတိတဲ့။အိုဒီနာမှာခြံရံပြီးတော့ခြံတဲ့ရေမရှိတဲ့ပုံငယ်တွေကိုတော့ရေလောင်းဖြစ်ဖို့နေနေသာသာကြည့်မဲ့လူတော်မှမရှိပါဘူးမြတ်စွာဘုရား။ဣမသာကောဝိပါကောဟောဒီအိမ်မရဲ့ကျိုးတရားကဘာလို့ပါလဲလို့အဝစာကောင်းစွာမသွေလျောက်ထားလိုက်ပါပေတော့တည်း။ ိုလိုက်ပါရေပြည့်ဩဝဲထလောင်းတယ်ဩငယ်မလောင်းပါရေပြည့်ဩဝဲထလောင်းတယ်ဩငယ်မလောင်းပါရေပြည့်ဩဝဲထလောင်းတယ် ဩငယ်မလောင်းပါသုကြည်ပါ ေးနေတဲ့ဩဃဋ္ဌကဋ္ဌကလောင်ပြီးတော့ရေမရှိတဲ့ဩဃတော်ရေမလောင်မှမို့များစွာဘုရားအဲ့ဒီအိမ်မက်ရဲ့ကြိုးတရားဟာဘလို့ပါလဲလို့ဘုရားရှင်ကိုယ်တော်မြတ်ကိုလျောက်ထားတော်မှာဘုရားရှင်ကိုယ်တော်မြတ်ကအနာဂတိယေဝဝိပါကောဘဝိသတိတကတော်မင်းကြီးတဲ့ဒီအမေဟာအခုရှိမဖြစ်သေးပါဘူးအနာဂတ်ကာလမှာဟောဒီအိမ်မက်ကကြိုးပေးလိမ့်မယ် အနာဂတသမိန်ဤလောကပရိဟာယိတတိလူတို့သည်ရုပ်ကုန်လတံအနာဂတသမိန်ဤလောကပရိဟာတိလောကလူအပေါင်းဤပရိဟာယိတတိရုပ်ကုန်လတံရုပ်တယ်ဆိုတဲ့နေရာမှာပရိသတ်စိတ်ထားနေယုံညံ့လာတာတွေကိုချင်းတရားတွေယုံညံ့လာတာတွေကိုဒီမှာလောကပရိဟာယိတတိဆိုတာဒါပြောတာအဲ့ဒီလိုလူတွေတတ်တမ်းနေဆုံးစိတ်ဓာတ်တွေယုံ ိုရှင်တရားတွေရုပ်လာပြီဆိုတဲ့အချိန်ကြရင်ရတ္ထနိရောဇံဘဝိတ္တိတဲ့တိုင်းနိုင်ငံမှာဩစာအာဏာမရှိတော့ဘူးတဲ့ရတ္ထနိရောဇံဘဝိတ္တိရတ္ထန်တိုင်းနိုင်ငံ၌ဩစာအာဏာနိရောဇံမင်းတွေကဩစာအာဏာမရှိတော့ဘူးရာဇာနောဒုက္ခတံကပ္ပဏဘဝိတ္တိမင်းတွေလည်းပဲရှင်ရလာလိမ့်မယ် ယောဣတ္တရဘဝိတ္တိအကျဉ်သူတို့သည်ယောအကျဉ်သူတို့သည်ဣတ္တရဆိုရခြင်းသည်ဘဝိတ္တိဖြစ်ပေလိမ့်မယ်တဲ့ဒါကိုဘုန်းကြီးတို့ဒီပါဠိတော်ကိုအတန်းစီပြီးတော့ပြောမယ်ဆိုရင်တိနိုင်ငံဩဇာမရှိဘူးတဲ့အချုပ်အခြားအာဏာကိုတိခိုနံကိုကျင်ကန်းနဲ့ကိုမင်းနဲ့ကိုဒီလိုတိုင်းပြည်ကိုဩဇာအာဏာပေးနိုင်တဲ့ ကိုတိကုဏ္ဏကိုကျင်ငန်းနဲ့ဒီလိုမဖြစ်တော့ပဲနဲ့တိုင်းပြည်ဩဇာအာဏာကျသွားမယ်အဲ့ဒီချိန်မှလည်းပဲအဲ့ဒီချိန်မှမင်းလုံနေရတဲ့ပုဂ္ဂိုလ်တွေကမင်းဆင်းရဲတဲ့နမတောအခြားသောမင်းတွေအစိုးရလိမ့်မယ်တဲ့အဲ့တော့ဒီဥစ္စာကိုဘုရားတို့ပိသဗုဒ္ဓတော်ကောင်းတို့နားလည်လည်အောင်ဘုရားတို့ပြောရမယ်ဆိုလို့ရှိရင်အိုးကုံးမောင်မင်းရဲ့နောက်ဆုံးမင်းဆက်ဖြစ်တဲ့သီဘောမင်း တသိက်1249ခုဥကောင်းလိန်ထုတ်မင်းဆက်ပြုတ်ဆိုတဲ့အတိုင်းဥဆိုတာကတနည်းငယ်နဲ့နံပြေးတိုက်တက်ကောက်တယ်။ဘာကောက်လဲ။ကောင်းဆိုတာကတနည်းလန်နံဘာကောက်လဲ။လိန်ဘာကောက်မလဲ။ထုတ်တနည်းနဲ့ခုနှစ်ကောက်တဲ့1249ခုဒီဘောမင်းပါတော်မူတာ။ဥကောင်းလိန်ထုတ်မင်းဆက်ပြုတ်ဆိုတာကုံမောင်မင်းဆက်ရဲ့နောက်ဆုံးပဲ။ အဲ့ဒီ1948ခုသင်္ဘောမင်းတရားပါတော့မမှုခဲ့ချိန်လေးကိုဘုန်းကြီးတို့မြန်မာနိုင်ငံရဲ့ရာဇဝင်သမိုင်းကြောင်းတွေကိုပြန်ပြီးတော့လေးလံကြည့်မယ်ဆိုလို့ရှိရင်ဒေသကြီးအဲ့ဒီချိန်မှာသင်္ဘောမင်းတရားဟာဘုန်းကြီးတို့မြန်မာနိုင်ငံရဲ့မန္တလေးတဝိုင်းဆက်မြန်မာနိုင်ငံလောက်ပဲသင်္ဘောမင်းဟာဩဇာအာဏာရှိတော်တယ်ရန်ကုန်တို့ပဲခူးတို့တောင်ကူတို့ကိုအင်္ဂလိပ်ကတပြေးပြေးနဲ့တိမ့်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 လာတာ အဲ့ဒါကိုဘုန်းကြီးတို့ဇံပင်များမှာများစွာဘုရားကကြိုတင်ပြီးတော့ဟောတာတာရှိတယ်။ဗာမိန်တော်မူထမ်းတယ်လေရတ္ထဏိရောဇံဘဝိတ္တတိတိုင်းနိုင်ငံဩစာအာနာမရှိဘူးတဲ့။မြန်မာနိုင်ငံမြန်မာနိုင်ငံရဲ့ဧရိယာနေနမိတ်အဝန်းကိုကိုသခင်ကိုအရှင်ဖြစ်တဲ့သီဝမင်းတရားဟာအစိုးမရတော့ဘူး။ဒီမှာပြီး11ကွက်ကွက်ကလေးကိုပဲသီဝမင်းတရားကအစိုးရတယ်။ ဒီဝမင်းတရားရဲ့ဩဇာအာဏာဟာမြမပြည်အောက်ပိုင်းကိုဩဇာအာဏာမနှံ့တော့ဘူးမပြန့်တော့ဘူးတဲ့အဲ့ဒါကဘုန်းကြီးတို့လက်တွေ့လွယ်သောဥပမာတစ်ခုကိုဘုန်းကြီးတို့ပြောပြပါတယ်ဒါတကယ်ဖြစ်ခဲ့သောပြည့်ပြည့်တစ်ခုပါမြမရာတော်ဝင်မှာအဲ့ဒါဒါကိုဘိသနားလဲသွားပြီတို့ဩဇာအာဏာမရှိဘူးဆိုတာအဲ့ဒါကိုပြောတာအဲ့နောက်တစ်ခုဘာဖြစ်လာမလဲတဲ့ရာဇာနောဒုက္ကတကပ္ပနာဘဝိသန္တိမင်းဆင်းရဲတယ် မင်းဆင်းရဲတယ်ဆိုတဲ့နေရာမှာဘာဖြစ်လဲမင်းဆင်းရဲတယ်ဆိုတဲ့နေရာမှာကိုထီးကိုနံကိုကျင်နန်းနဲ့ကိုပိုင်တဲ့နေရာဒေသကနေပြီးတော့ကို အုပ်ချုပ်ရတာမဟုတ်တော့ပဲလေသူများပိုင်သောနေရာဒေသတွေအင်္ဂလိပ်ဆိုရကအုပ်ချုပ်လာတဲ့အခါကျတော့အဲဒီကထွက်တဲ့အခွန်တော်ရိတ်ခတ်တော်တွေလည်းပဲဒီဘောမင်းတရားကမရတော့ဘူးမင်းလိုတာအမိခန္ဓာပဲမယ်လို့ဘုန်းကြီးတို့ဒီဘောမင်းတရားဟာအဲ့ဒီအချိန်မှာမင်းဆင်းရဲဖြစ်သွားပြီဘာဖြစ်သွားပြီလဲ မင်းရှင်းရဖြစ်သွားပြီတဲ့နောက်တစ်ခုပါဠိတော်ကဆက်ပြီးတော့ဗာပြတယ်ယောအိတ်တော်ဘဝိတ္တိအချင်းသူတို့ဒီအစိုးရမင်းတို့ဖြစ်ကုန်လိမ့်မယ်တဲ့ဟောဒီဘောမင်းကိုနှမ်းချပြီးတော့ဂျမန်နိုင်ငံမှာအင်္ဂလိပ်အစိုးရဟာဂျမန်နိုင်ငံကိုအိုးချုပ်သွားတာအင်္ဂလိပ်မင်းဆိုပြီးတော့ရှေ့ခေတ်ကဘာကြီးတွေဝကြီးတွေခေါ်ကြတယ်တော့အင်္ဂလိပ်မင်းလက်ထက်ကတော့ဟာ ပဲဆိုးတထဲကိုဘလောက်ပေးရတယ်သမီးတထဲကိုဘယ်နှပြပေးရတယ်ဘယ်နှမူပေးရတယ်သူတို့ပြန်ပြောတဲ့စကားကြားကြားဘူးနေသားပဲအင်္ဂလိပ်မင်းလို့သူတို့ခေါ်တယ်အဲ့ဒါအခြားသောမင်းတွေဆိုရလိမ့်မယ်တဲ့ဆိုတော့ဘုန်းကြီးတို့ဒါလေးကိုတို့ချုပ်ပြီးတော့ပြန်ပြောရအောင်ဒီဘောမင်းတရားပါတော်မူခင်နဲ့ဒီဘောမင်းတရားပါတော်မူပြီးတော့ယတန်ဂီရီကိုဒီဘောမင်းတရားပါတော်မူသွားပြီးတဲ့နောက်မှာဘုန်းကြီးတို့ယမန်နေကံကိုအင်္ဂလိပ်ဆိုရအောင်ဆုတ်တဲ့ခေတိအောင်ပေါ့ ဒီဘောမင်းနမ်းကြပြီးတဲ့နောက်မှာဘာဖြစ်လာသလဲတိုင်းပြည်ဆင်းရဲလာတယ်အဲဒီလိုအုပ်ချုပ်တဲ့လက်ထက်မှာဘာဖြစ်လာသလဲတဲ့တေယဝဒုက္ကတာသဗ္ဗေသနာပရိအတ္တနောဝကံမေကာရိတံတိတေထောမင်းတို့ဒီဧဝံဤသို့ဒုက္ကတာဆင်းရဲကုန်ပြီရှိတော်သဗ္ဗေခသိင်္ဂုံသောသနာပရိသနဗုဒ္ဓတော်ကိုအတ္တနော အတ္တနာဝမိမိတို့ဤတန်ကာမေမှုကိစ္စဟူသည်မြတ်တို့ကာရိတံတိပြုစေကုန်လတ္တသတ္တတိပိသားတွေကိုမလုံမလဲဆိုလို့ရှိရင်တေအေဝဒုက္ကတာသဗ္ဗေသနာပရိအတ္တနောဝကံမေကာရိတံတိတေထောမင်းတို့သည်အေဝဤသော ဒုက္ခဒဆင်းရဲကုန်ပြီရှိတော်တပ်ပင်ခသိငုံသောဇနပတိဇနဘုံသားတို့ကိုအတ္တနဝမိမိတို့၏တန်လင်တံမေမှုကိစ္စကိုသမျှတို့ကိုကာရိတံတို့ပြုစေကုန်လက်တံမင်းကဆင်းရဲတိုက်ကြီးကမငြိမ်သက်တဲ့အချိန်မှာနောက်တက်လာတဲ့မင်းကဘာလို့မလို့ဆိုရင်တိုင်းလူပြည်သားတွေကိုကိုယ်လုံးကိုမလို့ဆီပဲနဲ့သူတို့ရဲ့လုပ်တွေကိုစစ်ခေါ်ပြီးတော့အမိတ်အာနာပေးပြီးတော့ခိုင်းကြလိမ့်မယ် ဥပဒုဒာမနုဿာသတိကမ္မနေသတိတဝါကိုယ်လုံးကိုမလုံးရတော့ဘူးတဲ့လာပါဦးဘာလို့ကိုယ်လိုတိမ်ကိုဘယ်နဲ့ရအဲ့ဒီလိုဆင်ခေါ်ပြီးတော့သဘာရိပ်ပေးရမယ်လက်ထုံပေးရမယ်ပဲဆိုင်ပေးရမယ်ဝါခုပေးရမယ်လက်တိုက်ပေးရမယ်မင်းအာနန္ဒနဲ့ဆင်ခေါ်ပြီးတော့ပိရောပိသယေတိုင်းသူပိသားဒီကိုအဲ့ဒါမင်းအတွက်အစိုးရအတွက်ဆိုပြီးတော့ အလုတ်ခိုင်းလိုက်ပဲတဲ့ရာဇုနေညဝအဋ္ဌာယအာရိတဝရေညောကုဋ္တကာရမေဝပုရိသန္တိရာဇုနေညဝမင်းတို့၏အဋ္ဌာယကျိုးငါသာလည်းအာရိတဝဆောင်ရဲ့ပြီးတော့ရေညောမင်း၏ကုဋ္တကာရမေဝခြီတို့ကိုသာလည်းပုရိသန္တိပြည့်စုံကုန်လတံအဲ့တော့ကိုယ့်လူကိုမလုံးရဘူးအသောကယူထားတာဧကဗန္နဧကအဲ့ဒါအဆိုးရပါရင်အဲ့ဒါကိုလား သိင်ကိုနွားပဲနဲ့ရှင်းလူကပဲနဲ့ရောက်လဲကပဲနဲ့စီးရက်ွက်ကိုရှင်းရက်ွက်လူကြီးကခေါ်ပြီးသွားဒီနေ့မင်းတို့ပဲကိုတောင်းဝန်ကြတယ်သွားအဲ့ဒီမှာတနေ့လို့သွားလို့တော့ကပိုးလို့တည်ကြည့်ဘယ်နာမှာဘာအတွက်လို့လို့ဝါဖို့ပယုံဆိုခုံပြရပြန်တာပဲဘယ်နာမှာဘာအတွက်လို့လို့ဘာလို့ပယုံဆိုလုံပြရပြန်တာပဲအဲ့ဒီလိုကိုလို့ကိုကိုမလုံရတော့ပဲနဲ့အစိုးရကိစ္စတွေကိုတန်လည်းပဲဆိုင်ပယုံသဘာဆိုင်ပယုံဘာလို့ကိုလို့ညာလို့ပယုံ အဲ့ဒီလိုတွေခိုင်းလာလိမ့်မယ်တဲ့အဲ့ဒီလိုတွေခိုင်းလာပြီးတော့မင်းရဲ့ပန္တာမင်းရဲ့သပ္ပတိတွေတော့သမားတွေပြည့်လို့မင်းရဲ့ကိုယ်တော်တွေတော့ပဲတွေပြည့်လို့မင်းရဲ့ကိုယ်တော်တွေတော့သာနာရှိခါတွေပြည့်လို့အတ္တနောခေတုဒုစ္စကုတိဩလောကင်တာပိနာဘဝိသန္တိကိုယ်ငါသမားကြည့်တဲ့ကြတော့သမားတစ်စီးမှမရမင်းလို့တေးတာကိုလှုပ်ပေးနေရလို့ မင်းကြည်ကတော့သဘာဝပြည့်လို့သာနာရိတ်ခါရင်နဲ့ပြည့်နေနေလိမ့်မယ်တုဿာကုံမင်းရေမင်းပြည့်တဲ့အိုးကိုရေမင်းရှိတဲ့အိုးကိုအနုလောဘိတောမကြည်မဲ့ပုရိတာကုံမင်းရေပြည့်နေတဲ့အိုးကိုဘုဒ္ဓနာတတိတာမေဝရေတွေထန်လောင်းနေတဲ့ကဲ့သို့ဝိတတိဖြစ်ပေလိမ့်မယ်လို့ဘဂဝါဘုန်းတော်ကြောင့်သူအောင်းလန်းတို့ဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်က ဟောစာကောင်းစွာမဲ့သည်ဖြင့်ကြားတော်မူလိုက်ပါပေသတည်းဧသတ္တိဘုရားရှင်ကိုယ်တော်များပြည့်တဲ့အဖြေက ရှင်မာတဲ့တဏ္ဍတော်မင်းကြီးတဲ့နောင်နဂကာလမှာတိုင်းနိုင်ငံဩဇာအနာမရှိဘူးတိုင်းပြည်ဆင်းရဲမဲ့ အဲ့ဒီအချိန်မှာနောက်တက်လာတဲ့မင်းတွေကဘာလို့မလဲတိုင်းသူပြည်သားတွေကိုလောင်းလူမနေရောက်ဘာလို့မယုံဘာလို့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 ဆိုပြီးတော့အမျိုးမျိုးဆင့်ခေါ်ပြီးတော့မတရားအဓမ္မအလုပ်တွေကိုခိုင်းလိုက်ပဲတဲ့အဲ့ဒါလွန်ခဲ့သောနှစ်ပေါင်း1948ခုနှစ်ကဗုဒ္ဓရှင်တော်မြတ်ဘုရားနဲ့ကောသလမင်းကြီးတို့ရဲ့အမေးပြေကန်းဟာဒီကနေ့ခဲ့မှတရားကျင့်စိတ်ကောင်းဝင်တဲ့သတော်စင်မြတ်ကိုညံလေးနဲ့ကိုရှင်းပြီးတော့ဩ ညသာဗျာဟောတာကြတဲ့တရားမန္တလမာတလဆိုတာအဲ့ဒါကိုယ့်အကိုဆုံးဖြတ်ချက်ချတို့ကြောက်နေတဲ့ခေတ်ကတော့သာသနာတော်နှစ်ထောင်ကျော်နှောင်းတော်ရောက်တော့ခါထုံမင်းလက်ထက်သိအိမ်မဲ့မပြည့်ပေါ်ဆမတဲ့ဆိုတဲ့တိုင်ဒီကနေ့သာသနာနှစ်က2500ကျော်သွားပြီဘယ်လောက်ကျော်သွားပြီအေးဒါကြောင့်မလို့ဒီအိမ်မဲ့ဒီအလုံးဟာပြည်သက်တည်းတပြည့်ပြည့်နဲ့မှန်မလားမမှန်ဘူးလား မှန်လဲမှန်နေပြီထောင်လဲထောက်ခန်းနေပြီဒါကြောင့်ဆိုကြည့်စမ်းပါအိုးငယ်ချီနီအိုးကြီးကြည်လျံအိုးကြီးကိုပဲရေဆွဲလောင်းပြန်ဆင်းရဲသူများဝတ်စားမကြံအခွန်တွဲနှိမ့်ဆက်ငွေတောင်းခံ ဟိုပင်ကြီးနေဦးကြီးရေလျာဦးကြီးကိုပဲရေဆွဲလောင်းပြန်ဆင်းရဲသူများဝတ်စားမကြံအခွန်တွဲနှိမ့်ဆဲငွေတောင်းခံဒုက္ခကာလရောက်ရချိန်ခါ မေဘန္တာများတို့ဝါယံတာပြည်သူကိုခိုင်းထိန်နိုင်စေမှာမြတ်ဖရာဖြေကြားလေတော်တာသုခကာလရောက်ရာချိန်ခါမေမန္တာများတို့ဝါယံတာ ဒီလူကိုကိုခိုင်းရင်ထင်နိုင်စေမှာမြတ်ဖယားဖြည့်ချမ်းလေတော့တာအေးတကားတော်မင်းကြီးဣတော်နိတံနံမိတေဗယနတိဒီအိမ်မဲအခုဘမွန်ဖြစ်သေးဘူးမကြောက်နဲ့ ဒီအိမ်မဲကြောင့်သင်မင်းကြီးမှာဘာဘေးမှမရှိပါဘူးတကားတော်မင်းကြီးတဲ့။နောင်တော့အခါဖြစ်မှာ။ဘယ်ခါဖြစ်မှာလဲ။အေးနောင်တော့အခါကဘယ်ခါကံတော်ပြောပြီးပြီ သာသနာတော်၂000ကျော်သွားရင်ဘယ်လောက်ကျော်သွားရင်လဲ။ အဲ့တော့ဘုန်းကြီးတို့ဇမန်နိုင်ငံရဲ့နောက်ဆုံးကုန်းမောင်မင်းဆက်ရှိတဲ့ဒီဘောမင်းတရားတော်လက်ထက်ကစလို့ယနေ့ညမောက်ဖြစ်ပြီးအောင်ကိုဘုန်းကြီးတို့ဇမန်နိုင်ငံရဲ့အစီအလေးရရကိုအဲ့ဒါကိုကိုသုံးသမ်းပြီးတော့ဘယ်လိုလဲတို့နိုင်ငံမှာဓာတိဖြစ်သလားမဖြစ်ဘူးလားဒီနေရာသွေးနဲ့တခုဘုန်းကြီးပြောခဲ့တယ်မြတ်စွာဘုရားကဘယ်နိုင်ငံမှာဖြစ်မဲ့လို့တော့နိုင်ငံကိုမဟောခဲ့ဘူးတိတိကျကျနိုင်ငံကိုဟောတာလား ဒီအိမ်မက်တွေကမြန်မာနိုင်ငံမှာဖြစ်မယ်အိန္ဒိယမှာဖြစ်မယ်ဒီဟိုမှာဖြစ်မယ်အကမောဒီးယားမှာဖြစ်မယ်ဂျပန်မှာဖြစ်မယ်အမေရိကမှာဖြစ်မယ်လို့အဲဒီလိုတော့ရသဗျာကနိုင်ငံကိုပိုင်းပြီးတော့မဟုတ်ခဲ့ဘူးဘုန်းကြီးတို့ကဗာဒိလို့ဒါတွေကိုသိရတော့ဆိုတော့ဘုန်းကြီးတို့မြန်မာနိုင်ငံကဒီနေ့ဖြစ်ထေရဝါဒဗုဒ္ဓသာသနာထွန်းကားတဲ့နိုင်ငံဖြစ်တော့ကဘုန်းကြီးတို့နိုင်ငံမှာရသဗျာဟောခဲ့တဲ့တရားအပြည့်စုံကဘုန်းကြီးတို့ကျမ်းစာဒိဋ္ဌပေါင်းတော်ကောင်းတို့နားကြားရလားမနားကြားရဘူးလား ဒါကြောင့်မင်းတို့ကဒီအမေးကြီးတွေကိုပဒလာအိမ်မဲကိုတွေ့ရတာမို့လားအဲအဲ့ဒီမှာဒါကိုဘုန်းကြီးတို့ကဘာနဲ့ဖြူပြီးတော့ရှင်းနေတယ်ကဘာနိုင်ငံပြည်ပြည်မှာဒီကနေ့ရှင်းနေတာလေဘယ်လိုလဲတိုင်းပြည်သားတွေခေါ်ပြီးတော့သိစေတဲ့ဟိုဟာတွေဆိုင်ဒီဟာတွေဆိုင်ခိုင်းတဲ့အခါကျတော့ကဘာကုလသမဂ္ဂတက်အောင်အာကဘာကုလသမဂ္ဂကဒါပါတဲ့လူတွေကိုသိစေတဲ့မတရားအာရမဘာအခွင့်အလို့ကိုရမရှိဘူးဘာညာဖြစ်ပြီးတော့အာကဘာကုလသမဂ္ဂမှာလည်းဒါတွေကမျိုးမျိုးဖြစ်နေကြတာလေရှိတာပါ အာရမသေးခိုင်းနဲ့အာရမနေစစ်တဲ့တော်ကြံလာအောင်ဘာလို့ပြောတော်ကြံလာအောင်ဘာလို့ပြောမလိုက်တန်တက်တယ်ဘလို့တဲ့မလိုက်နိုင်သူငါ့ဖြစ်တရားကြီးအားဓာရီကမေမာရီဖြစ်နေကြတဲ့တော်ဆိုတာဗဗာနိုင်ငံတည်ပြီးမှလည်းပဲဖြစ်နေတော့တာဒိဋ္ဌိတော်ကရှင်းမယ်လို့မြတ်စွာဘုရားကနိုင်ငံကိုပိုင်းပြီးတော့မဟောခဲ့ပါဘူး ဲ့တော့ဘုန်းကြီးတို့ကဒီတရားဒေသနာတော်ကိုကြည့်ပြီးတော့ဒါတွေကဘယ်နိုင်ငံမှာဖြစ်နေလို့ဆိုတာကတော့အဲ့ဒါကိုတနန်းကြီးရဲ့နေရာလေးတွေကိုကကိုကြည့်ကိုနိုင်ငံမှာလည်းဖြစ်မဖြစ်ဆိုတာကတော့ကိုကကိုပဲကြည့်ပြီးတော့ဖြစ်နေနေလည်းဩဘုရားဟောတယ်မှန်တယ်လို့ဆိုပြီးတော့ဘုရားလည်းကြည်ညိုရပြီးသားရတယ်ဘုရားကြည်ညိုရမှာဘုရားလည်းကြည်ညိုတော့တိုက်ခရီမှာနောက်ဆုံးဣဒံမူကမောနိတေဗျာမတ္တိညတမိဤဝိနေကြောင့်ပြမပါမ ဘူးမရှိပါဘူးမင်းကြီးစိုင်းမောင်ဟုတ်တဲ့ဒီမဟာရာဇမဟာရာဇမြတ်ပါမင်းကြီးမဝမကိုယ်ူမြောက်သောအိမ်လည်းကိုကျန်စီဘူးကြောက်ကြပါတယ်လို့ဘဂဝါဘုန်းတော်ကျောင်းသူအောင်းလို့ဖြစ်တယ်ဘုရားရှင်ကိုယ်တော်မြတ်ကဟုတ်ရှင်ကောင်းကံမတူပြင်းတော်မူလိုက်ပါပြီမတူ